E E R dear D E A R dear ခုလိုမျိုးစာလုံးပေါင်းလည်းမတူဘူးအထိပယ်လည်းမတူဘူးဒါပေမဲ့အတန်တရက်အကုန်လုံးတူနေတဲ့စကားလုံးလေးတွေရှိပါတယ်ဒီဗီဒီယိုထဲမှာအဲ့စကားလုံးလေးတွေအကြောင်းလေ့လာကြည့်ကြရအောင် F L A W flow F L O O R flow ဒါဆိုရင်လည်းစာလုံးပေါင်းမတူဘူးမြန်မာလိုအထိပယ်မှာဆိုရင်လည်း F L A W floor ကအပြစ်အနာအစာတွေကို ပြောတာဖြစ်ပါတယ် F L O O R floor ကကြတော့ကျမ်းပြင်ကိုပြောတာဖြစ်ပါတယ်။အတန်တရွတ်ချွတ်ချွတ်တူနေတဲ့စကလုံးတွေကိုဒီချယ်ရုက homophones နေလို့ခေါ်ပါတယ်။တန်တူချောင်းခွဲများပေါ့နော်။ဆိုတော့အတန်တူတယ်ဒါပေမဲ့တခြားအရာတွေကွဲတယ်။အဲ့တော့ဒီလိုမျိုးနမူနာစကလုံးလေးတွေဆက်ပြီးတော့လေ့လာကြည့်ကြရအောင်။ S E E C S E A C ဒါဆိုလေ SEEC ကမြန်သည်ဆိုတဲ့အထိပ်ပဲ SEEC ကပင်လယ်ဆိုတဲ့အထိပ်ပဲဒါပေမဲ့အတန်ထွက်အတူတူပဲ RIGHT right WRITE right ဒါဆိုရင်လေ RIGHT right ကမှန်နေဆိုတဲ့အထိပ်ပဲ WRITE right ကရေးသည်ဆိုတဲ့အထိပ်ပဲဒါပေမဲ့အတန်ထွက်အတူတူပါပဲ BORED bored B O A R D board ဒီနှစ်ခုလဲ homophones နေပဲ B O R E T board ကကြတော့ပြင်းရီသောဆိုတဲ့အဓိပ္ပာယ် BOARD board ကကြတော့ပုပြားကြီးတွေဂိမ်းကစားတဲ့အရာတွေဒါတွေကိုပြောတာပေါ့နော်ဒီ homophones လေးတွေအကြောင်းအသေးစိတ်လေ့လာခြင်းနဲ့ဆိုရင် YouTube မှာရိုက်ရှာပြီးတော့ပဲဖြစ်စေ Google Image ကနေရိုက်ရှာပြီးတော့ပဲဖြစ်စေ homophone list လေးတွေကိုလေ့လာနိုင်ပါတယ်ဒီ video လေးကိုအဆုံးထိကြည့်နေတဲ့သူတွေအနေနဲ့လည်းကိုသိခဲ့တဲ့ homophones လေးတွေကို comment ပြန်ပေးခဲ့လို့ရပါတယ် Japanese မှာတခြားအင်္ဂလိပ်စာအတန်းတွေကိုနေရာမြွေအချိန်မြွေ internet ရှိုံနဲ့လေ့လာလို့ရနေပါပြီ level 1က basic grammar level 2က sentence construction level 3က basic speaking ဒီတန်းတွေကိုစိတ်ဝင်စားလို့တက်ရောက်ချင်ရင်အောက်ဖော်ပြပါဖုန်းနံပါတ်တွေရနေပဲဖြစ်စေ message ပို့ပြီးတော့ပဲဖြစ်စေဆက်သွယ်မိမြန်စုံစမ်းနိုင်ပါတယ်